အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်တင်ဆက်ပေးသွားချင်တာကတော့ကပ္ပကျော်ဆိုရော Britney Spears ရဲ့ The Women in Me ဆိုတဲ့စာအုပ်ကိုဆရာဦးမင်းကြီးဘာသာပြန်ထားတဲ့ကျမကိုရဲကမိမဆိုတဲ့စာအုပ်ပဲဖြစ်ပါရဲ့ရှင်။ဒီစာအုပ်အားဖတ်ခွင့်ပြပါရင်ဆရာနှစ်တကွာသက်ဆိုင်သူများအားလုံးကိုဤနေရာမှနေ၍ခွင့်ပြုချက်တောင်းခံအပ်ပါရဲ့ရှင်။ကျမ NG ပါ။ အခန်းလေးကျမအဖေကရက်ကိုအလွန်ကျွံပြန်တောက်လာတဲ့အချိန်မှာသူ့စီးပွားရေးကလည်းကြာလာပါရဲ့ငွေကြေးချက်တဲလာတာနဲ့အမျှအဖေကလည်းအရက်ကိုပိုတောက်တော်တာပဲကျမကအဖေမောင်းတဲ့ကောက်ကိုလှိုက်စီးရမှာ တော်တော်ကြောက်ပါရဲ့ဘာကြောင့်လဲဆိုတော့အဖေကကောင်းမောင်းနေရင်တက်ရောက်တဲ့စကားပြောနေတတ်လို့ပါသူပြောနေတဲ့စကားတွေကိုလည်းကျမကနားမလည်ပါဘူးအဲ့ဒီကလာကလေးကအဖေဘာကြောင့်ဒီလိုအရက်တွေပြန်တော့ရတယ်ဆိုတာကိုကျမနားလည်နေခဲ့ပါတယ် အလုတ်တွေကများလွန်းတော့စိတ်ဖိစီးမှုတန်းခံစားရပါတယ်။နောက်ထပ်ကျမနားလေလိုက်တာတစ်ခုကသူ့အဖေဂျုံရဲ့လက်အောက်မှာခံစားခဲ့ရတဲ့စိတ်ဖိစီးမှုတွေကိုခံစားနိုင်အောင်သူ့ဖာသားစီးကူတဲ့အနေနဲ့အရက်ကိုအလွန်ကျွန်းတောက်တာလေးပါပါတယ်။အဲ့ဒီအချိန်တုန်းကတော့အဖေကကျမတို့အပေါ်မှာဆက်ဆံရေးဘာကြောင့်များတင်းမာနေခဲ့ရတာလဲလို့နားမလည်ခဲ့ပါဘူး။ကျမတို့ဘာလို့လို့အဖေကစိတ်တိုင်းမကြခဲ့တာကြီးပါပဲ။ကျမဝမ်းအနေဆုံးကတော့ ကျမလိုချင်တဲ့ဖြစ်စေချင်တဲ့အဖေပုံစံကသမီးကိုအဖေချစ်တယ်။သမီးကြိုက်တာတော့လို့သမီးဘာပဲလုပ်လို့အဖေကတော့ချစ်နေပါပဲဆိုတော့အဖေမျိုးဖြစ်စေချင်ခဲ့တာပါ။ကျမအဖေကအေးစစ်စစ်နဲ့ဘာမှအကျိုးကြောင်းဆင်ကျင်တာမရှိဘူး။အထူးသဖြင့်တော့ကျမကို Brian အပေါ်မှာပိုပြီးအေးဆက်မကြောပါရယ်အဖေက Brian ကိုအားကစားဖိလုပ်ခိုင်းတယ် ဲ့ဒီကာလတွေတုန်းက Brian ခန်းစားခဲ့ရတာတွေက ကျမထက်အများကြီးစိုးတာပေါ့ကျမတို့အဖေ Brian အပေါ်မှာဖိစီးတာကအဖိုးကအဖေအပေါ်မှာဖိစီးခဲ့တာထက်အများကြီးပိုစိုးတာပေါ့ Brian ခမားဘတ်စကတ်ဘောကစားရတဲ့အပြင်ဘောလုံးနဲ့ကစားရပါသေးတယ်အဖေက အမေကိုလည်းနှိပ်စက်တာပါပဲဒါပေမဲ့တခုတက်တာရာကအဖေသိမ့်မှုလာပြီဆိုရင်အိမ်ကနေရက်တော်တော်ကြာအောင်ပျောက်သွားတတ်ပါတယ် အမှန်တမ်းပြောရရင်တော့အဲ့လိုအိမ်ကနေတက်သွားတာကိုကျမတို့ကဝမ်းတောင်းတာပါသေးတယ်။အဖေအရှက်မူပြီးအိမ်မှာရှိနေရင်ဆိုတာကတညောက်လုံးမအိပ်ပဲအမေနဲ့အငင်းခုံလုံးနေတက်ပါရယ်။အမှန်ကတော့တောက်ထားတာကစကလုံးကွဲအောင်တော့မပြောနိုင်ပါဘူး။အမေပြန်ပြောနေတဲ့စကားကိုလည်းသူကြားပုံတော့မရပါဘူး။ဒါပေမဲ့အဖေဖက်ကတော့စကားတန်ဘယ်တော့မှရက်မသွားပါဘူး။အမေဒေါသထွက်လာတာကို Brian နဲ့ကျမခံစားရပါရယ်။ ခံစားရတယ်ဆိုတာကကျမတို့လည်းတစ်ညလုံးအိတ်လို့မရတော့ကြချင်းပါပဲအမေအတန်ကုန် hint ပေါ်နေတာတအိမ်လုံးပဲ့တင်ထက်နေတော့တာပါပဲအဲ့ဒီအခါမျိုးမှာ ကျမကညဝအင်ဂျီနေပဲဧကန်တဲ့ထွက်ထိုင်ပြီး အမေကိုတောင်းပန်ရတော့တယ်အမေရဲ့တတိမရှိတဲ့သူတစ်ယောက်နဲ့ပြိုင်ပေါ်မနေပါနဲ့တော့လို့ဒါပေမဲ့အမေကနားမထောင်ပါဘူးဒီတော့ကျမလည်းစိတ်ဆူဆူနဲ့ဧကန်တဲ့ပြန်ဝင်ရတာပေါ့ ိတ်မပြောတော့အမေကသာစိတ်ဆိုးနေမိတော့တာပါပဲအဖေကအသက်တိတ်သွားပြီဖြစ်ပေမဲ့အမေကမပြီးနိုင်မစီးနိုင်ပြုံးနေတော့ပါပဲစဉ်းစားကြည့်လေအဖေက အရက်တောက်လာတာမှန်ပါတယ်အဖေအရက်တောက်လို့ကျမတို့မွေးနေရတယ်ဆိုတာလည်းမှန်ပါတယ်ကလတ်ထိုင်ပေါ်မှာထိုင်ရင်တတိလက်လို့ဖြစ်နေတာလေအဖေပါပဲဒါပေမဲ့ကျမနားမခံသားအောင်လုပ်နေတာကအမေအဲ့ဒီအချိန်မှာအဖေကပါဆက်ပိတ်နေပြီအမေအတန်တွေကြောင့်ဒါကျမတို့မအိတ်နိုင်ခဲ့တာပါ ညစဉ်ညတိုင်းအဖေနဲ့အမေကဒီလိုဒရမာတွေခင်းနေကြပြီပဲနေ့ခင်းဆိုရင်တော့အမေကကျမတို့အိမ်ကိုတငယ်ချင်းတွေလာလေချင်းစရာကောင်းလောက်အောင်ကိုဖန်တီးထားတာပါအဖေကလည်းနေ့ခင်းဆိုသူအရက်တောက်တာကျမတငယ်ချင်းတွေမမြင်အောင်တခြားနေရာမှာသွားတောက်တတ်ပါတယ်အိမ်နီးချင်းပတ်ဝန်းကျင်ကကလေးတွေကကျမတို့အိမ်မှာလာစုကြပါတယ်ကျမတို့အိမ်ကိုအေးချမ်းတယ်လို့ပတ်ဝန်းကျင်ကမြင်ကြလို့ပါပဲကျမတို့အိမ်မှာကဧည့်သည်တွေကိုဧည့်ခံဖို့ကလတ်တိုင်း၁၂လုံးနဲ့ဘာကောင်တာရှိပါတယ် အမေကတောင်ပိုင်းသူဖြစ်ပြီးသူမိဆွေတွေနဲ့ဘားကောင်တာမှာတလက်ထိုင်မှာထိုင်ချပြီးအတင်းပြင်တွေပြောကြ secret အဆက်မပြတ်တောက်ကြအမေက Virginia Slims secret ကိုပဲတောက်ပါတယ်အခုကျမလည်းအဲ့ဒီ secret ကိုပဲတောက်ပါတယ်ဒါမှမဟုတ်ဖုန်းပြောနေတတ်ပါတယ်ကျမကတော့ဘာမှမပြောပဲတိတ်တိတ်ကလေးနေပါတယ်ကလေးခက်ချစ်ကြီးတွေကတော့ တီဗီရှေ့ကကလထိုင်တွေမှာထိုင်ကြပြီးဗီဒီယိုဂိမ်းတွေကစားကြပါလေရောသူတို့အထဲမှာကျမကအငယ်ဆုံးဆိုတော့ဗီဒီယိုဂိမ်းကလည်းမကစားတတ်ပါဘူးဒီတော့ကလေးအကြီးတွေရဲ့အာယုံစိုက်မှုကိုခံရအောင်တခြားကလေးတွေနဲ့ရံဖြစ်ရတော့တာပါပဲကျမတို့အိမ်ကတနည်းအားဖြင့်ပြောရရင်တရိဆန်ယုံနဲ့တူပါတယ်ကျမကကော်ဖီတက်တဲ့စပွဲပေါ်တက်ပြီးသူများတွေအာယုံစိုက်လာအောင်ကနေတက်ပါတယ်အမေကတော့ ခန့်ကင်ငယ်သာရှိသေးတဲ့ Brian နောက်ကိုတကောက်ကောက်လိုက်နေရတာပေါ့ Brian က Safari ပေါ်တက်ပြီးခုံပုတ်နေတတ်တယ်ဒီအကြောင်းကိုအမေကစကားဆက်မိတိုင်းပြောတတ်ပါတယ်ကျမကအမြဲတမ်းရှင်းခုံစိတ်လှုပ်ရှားတတ်ပါတယ်တခြားကလေးတွေကျမကိုအာယုံဆိုင်လာအောင်မိဘဆောင်ထဲကအတင်းပြောနေကြတဲ့သူကြီးတွေကျမစီအာယုံဆိုင်လာအောင်လှုပ်တတ်ပါတယ် Britney ဘာတွေလုပ်နေတာလဲအခုချက်ချင်းရက်စမ်းဒီမှာလူကြီးတွေစကားပြောနေကြလားကောင်းကောင်းနေကြစမ်းလို့ အမေကနန်းအော်တက်တယ်ဒါပေမဲ့ကျမကတော့အမေစကားကိုဘယ်လိုမဆိုင်ပါဘူးတခြားသူတွေအာယုံဆိုင်လာအောင်လဲတခြားနည်းနဲ့ကြိုးစားတော့တာပါပဲအခန်းငါကျမကငယ်ဘဝမှာလူကတေးတေးကွေးကွေးလေးဖြစ်တယ်လို့စကားကလည်းသိမပြောပါဘူးအေးအေးဆေးဆေးပဲနေတတ်တယ်တချင်းဆိုပြီးဆိုရင်တော့ဂျွန်ဘာတင်တဲ့တက်ထားတဲ့သူပြပြီးစနစ်တကျလှုပ်လှုပ်ရွရွနဲ့ဆိုတော့တာပါပဲ ျမငါးနှစ်သမီးအရွယ်မှာကျမတို့ဒေသမှာကျင်းပတဲ့အကပြိုင်ပွဲကိုဝင်ပြိုင်ပါရယ်။သူကအောက်ထုပ်ဆောင်ပြီးကျင်းဝင်းကိုခါပေါ်မှာပြုတ်မချအောင်ကနေရတာပါ။မတ်ချက်ကျွန်တော်တို့မြန်မာနိုင်ငံမှာခေတ်စားခဲ့ပူပါရယ်။မြန်မာကတော့ဖင်လင်ကွင်းအကားလို့ခေါ်ခဲ့ကြပါရယ်။ကျမနိုင်ခဲ့ပါရယ်။ကျီရောအပေကဒေသတွင်းမှာကျပတဲ့အကပြိုင်ပွဲမှန်သမျှမှာဝင်ပြိုင်ခိုင်းတော့တာပါပဲ။ ဓာတ်ပုံအဟောင်းတွေဗီဒီယိုအဟောင်းတွေမှာ ပြန်ကြည့်တော့ကျမဝတ်စားထားတာတွေကတော်တော်ကိုရည်စရာကောင်းနေတာပဲကျမ grade 3တုန်းကဝင်းပြိုင်နဲ့ပြိုင်ပွဲတစ်ခုမှာဆိုရင်ခရမ်းရောင် T-shirt ခပ်ပွားပွားကြီးကိုဝတ်ထားပြီးခေါင်းပေါ်မှာလည်းခရမ်းရောင်ဖဲပွင့်ခြင်းနဲ့ကြည်ရာ Christmas လက်ဆောင်ပစ္စည်းတစ်ခုနဲ့တူနေတယ်တကယ့်ကိုရည်စရာကြီးပါကျမစွန့်ရည်နဲ့ဒေသအတွင်းပြိုင်ပွဲတွေအကုန်လိုက်ပြိုင်တော့တာပဲ Blatten Rouge မှာပြိုင်နာတော်ကျမကအနိုင်ရခဲ့ပါတယ်။အဲ့မကြခင်မှာပဲကျမမိဘတွေကကျောင်းအဆင့်ပြိုင်ပွဲတွေမှာပြိုင်ပြီးစုတွေယူနေမဲ့အစားပိုးပြီးကြီးကြီးမားမားအခွင့်ရေးရပဲပွဲတွေကိုရှာကြပါတော့တယ်။တည်င်းစာထဲမှာ The All New Mickey Mouse Club ကကြော်ညာတစ်ခုကိုတွေးတော့သွားပြိုင်ကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ပွဲချင်းပရာ Atlanta ကိုရောက်အောင်၈နာရီကြာကြာသွားရပါတယ်။ပြိုင်ပွဲဝင်ကလေးပေါင်း၂000ကျော်ရှိပါတယ်။ ကျမတို့ရောက်သွားပြီးနောက်မှသိရတာကသူတို့လူချင်းတဲ့ကလေးကအသက်10နှစ်အထက်ပါတဲ့ဇက်ဆောင်ရွေးချယ်တဲ့ဒါရိုက်တာမက်စ်ကာဆလာက ကျမကိုအသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့ကျမက10နှစ်လို့ပြောမယ်ဆိုပြီးပါဇက်ကိုပြင်လိုက်ခါမှသူတို့လူချင်းတာက10နှစ်အထက်လို့တတိယသွားတာနဲ့9နှစ်လို့ဖြေလိုက်ပါတယ်ဒါရိုက်တာကကျမကိုနည်းနည်းတော့တန်တရာရှိပုံရပါတယ်လူတွေ့ဆက်ဆဲချိန်မှာကျမက Swiss Georgia branch တချင်းကိုစိုးပြီးကပြလိုက်တယ် ဂျွန်းဘာကစားတဲ့ကောက်ွက်တွေလည်းထက်ကာတာပေါ့ရှောက်ထားတဲ့ကလေးပေါင်းထောင်ကနန်းကနေရာကနန်းအထိရောက်သွားအောင်သူတို့ကလည်းစစ်ချလိုက်တယ်လက်တစုပ်စာလောက်ပဲကျန်းတော့တယ်ကျန်တဲ့ကလေးတွေထဲမှာကယ်လီဖိုးနီးယားကတော်တော်ချောပြီးကျမထက်နည်းနည်းကြီးတဲ့ခီရီရပ်ဆဲလ်ဆိုတဲ့ကလေးမလေးလေးပါတယ် Pennsylvania က Christina Aguilera နဲ့ကျမကိုသူတို့ကမရွေးချယ်ဖြစ်ပေမဲ့အရေးအချင်းရှိတဲ့သူတွေအဖြစ်အသိမှတ်ပြုပါကြောင်းထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ Director Matt ကကျမတို့အနေနဲ့ရွေးမခံရတာကအသက်ငယ်နေကြသေးတာကြောင့်ဖြစ်ပြီးနည်းနည်းလေးကြီးလာကြရင်ဖြောဖြေးရေးလောကရဲ့ရောက်လာကြလိမ့်မယ်လို့သူထင်ကြောင်းပြောခဲ့ပါတယ်။အမေကလည်း New York မှာတောင်းနေပြီးအမှုပညာအလုပ်တွေကိုလုပ်သင့်တယ်လို့တိုက်တွန်းခဲ့ကြပါတယ်။ လူငယ်ကလေးတွေကိုအနုပညာလောကရဲ့ရောက်အောင်စွမ်းဆောင်ပေးနေကြတဲ့အေဂျင့်တွေနဲ့လဲဆက်သွယ်တင်တယ်လို့သူကတိုက်တွန်းပါတယ်။ကျမတို့ကသူပြောတယ်လို့ချက်ချင်းတော့မလုပ်ဖြစ်သေးပါဘူး။လူစီယာနာမှာပဲ6လလောက်နေလိုက်ကြပါသေးတယ်။ဘက်စီပင်နဲ့စားစားတောက်ဆိုင်မှာစပွဲထုံဝင်လုပ်ပါတယ်။နောက်တော့ Granix Seafood ဆိုင်မှာလည်းလုပ်ဖြစ်ပါသေးတယ်။ပင်နဲ့စားစားတောက်ဆိုင်ဆိုတော့အညီနဲ့ကတော်တော်ဆိုးပါတယ်။ဒါပေမဲ့အစားတောက်ကြတော့မယုံနိုင်စရာကောင်းတော့အောင်ကောင်းပါတယ်။ဒါကြောင့် ဒီဆိုင်တွေကလူငယ်တွေလာထိုင်ကြတဲ့နေရာဖြစ်လာပါတယ်။ကျမအကူနဲ့သူ့တင်ငင်းတွေကတော့ဆိုင်အနောက်ဘက်ကခန်းထဲမှာတောက်ကြစားကြပေါ့။ကျမကတော့အသက်9နှစ်သားရှိသေးတာဆိုတော့ပကံတွေကိုသေးပြေးစပွဲတွေစီလိုက်ချပေးနေပါပြီ။ရိုးရိုးသွားတာတော့မဟုတ်ပါဘူး။ကျမကအကကလေးနဲ့သွားတာပါ။အမေက match ညွန်သွားတဲ့ agent Nancy Cousins ကိုကျမဗီဒီယိုခွေတွေကိုပို့ပြီးဆက်သွယ်လိုက်ပါတယ်။ ဗီဒီယိုရင်းမှာတော့ကျမကရှိုင်းဒွန်ဟာဗစ်မွန်တချင်းကိုစူနေတာပါအလုတ်ဖြစ်သွားပါတယ်သူကကျမတို့နယူးယောက်ကိုလာပြီးသူနဲ့လာတွေ့ပါလို့ပြောလာပါတယ်နယူးယောက်ကအထက်20အဆောက်အုံတစ်ခုပေါ်မှာရှိတဲ့သူ့ယုံခန်းမှာကျမကသူ့ကိုတချင်းစူပြရပါတယ်ပြီးတော့ကျမတို့အင်ပြန်လာကြပါတယ်ကျမအတွက်အေဂျင်စီကအလုတ်လုတ်ပေးဖို့တရားဝင်လက်မှတ်ရေးထိုးပေးလိုက်ပါပြီကျမတို့ လူစီယာနာကိုပြန်ရောက်ပြီးမကြခင်မှာပဲကျမညီမလေးဂျီမီလင်းကိုမွေးဖွားခဲ့ပါရယ်လော်ရန်လင်းနဲ့ကျမကကလေးထိန်းချရင်းနာယီပေါင်းများစွာကစားကြတာဆိုတော့ညီမလေးကကျမတို့အတွက်အယုတ်တယုတ်လိုပါပဲအမေစေယုံကနေညီမလေးနဲ့အိမ်ပြန်လာချိန်မှာကျမကအကပြိုင်ပွဲတစ်ခုမှပြိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာအမေအပြုတ်အမူတွေကထူးခြားလာတယ်ကျမအတွက်ဝတ်စုံကိုလက်နဲ့ချုပ်နေတယ် လက်ချုပ်ချုပ်နေရင်းကပိတ်ဆတွေကိုလွှင့်ပြစ်လိုက်တယ်။သူ့ဖာသာသူဘာလို့လို့ဘာလို့နေမှလဲသိပုံမရပါဘူး။ဝတ်စုံကလည်းမလှပါဘူး။ဒါပေမဲ့ကျမကပြန်စရာရှိတော့ဝတ်ရပါဦးမယ်။မမမီဘာဖြစ်လို့ချုပ်နေရင်းကပြစ်လိုက်ရတာလဲ။ကျမကမေးကြည့်လိုက်ပါတယ်။ရွတ်တရက်ချက်ချင်းပဲနေရအနက်မှာသွေးတွေမြင်လိုက်ရပါတယ်။ကလေးမွေးပြီးတဲ့နောက်သိသိချာချာမချုပ်လိုက်မိပုံပေါ်ပါရဲ့။ အမစ်တစ်ခုလုံးသွေးတွေရွှဲနေပြီ။ကျမကမန်းကနအဖေကိုအော်ခေါ်ရပါတယ်။အမေဘာဖြစ်နေမှမသိဘူး။အမေဘာဖြစ်နေမှမသိဘူး။အဖေကပြေးဝင်လာပြီးအမေကိုကားပေါ်တင်ဆေးရုံကိုမောင်းပါတယ်။ကားပေါ်ပါလာတဲ့ကျမကအမေတစ်ခုခုဖြစ်လို့မဖြစ်ဘူးလို့អော်နေရင်လိုက်လာခဲ့ပါတယ်။ကျမအသက်က9နှစ်ပဲရှိပါသေးတယ်။ဒီအရွယ်ကလေးတယောက်အနေနဲ့ကို့အမေဒီလိုဖြစ်တာမြင်ရင်ဘယ်သူမှမဆိုကျမလိုဖြစ်ကြမှာပါပဲ။ဒီအရွယ်မှာ လူတစ်ယောက်ခန္ဓာကိုယ်ထဲကသွေးတွေတလောက်ထွက်တာလေကျမမမြင်ဖူးပါဘူးဆရာဝန်စီကိုရောက်သွားတော့လေမြန်လိုက်တာနှစ်ဆက်ကနောက်ပဲကြားတဲ့ထင်ပါရဲ့သွေးတိတ်သွားရောဘယ်သူကမှလည်းဒီကိစ္စကိုရေးကြီးခွင့်ကျဲလို့မနေကြပါဘူးမိဖွားပြီးခါစားမှဒီလိုသွေးသွန်တဲ့ကိစ္စက ဖြစ်တော့ဖြစ်ခဲပါတဲ့ဒါပေမဲ့ကျမကောင်းနေမှာတော့ဘယ်တော့မှမမေ့နိုင်တဲ့ကိစ္စဖြစ်သွားပါတယ်ဂျွန်ဘာသွန်လေးကျင်တဲ့အခါမှလည်းအမေကျမကိုလာဆောင်ပေးတော့ နေကောင်းလာတည်ချရဲ့လားလို့ခဏခဏကြည့်ဖြစ်နေရောကျမစိတ်ထဲမှာအမေတခုခုဖြစ်မလားဆိုတဲ့အစွဲကြီးကရှိနေတယ်။တနေ့တော့ကစားနေရင်ကအမေကိုလှမ်းကြည့်တော့မရှိတော့ဘူး။ကျမတုန်လှုပ်သွားတယ်။အမေပြန်သွားတာလား။အမေဘေးရောက်သွားတာလဲ။ထပါရပြောက်သွားတာလား။ကျမငုံမိရောငုံနေရင်နဲ့ဒူးထောက်ချသွားတယ်။ကျမကိုတက်ရောက်ရောက်ကများမြင်ရင်လူသေးလို့ငိုနေတာလားလို့တော့ထင်ကြမယ်။ ကျမဆီယာမကကျမအနာအပြေးအလွာရောက်လာတယ်။ဟန်နီသမီးအမေပြန်လာမှာပါ။မင်းမေဘာမှမဖြစ်ပါဘူး။ तू ဝမ်မတ်ကိုပစ္စည်းတစ်ခုခုတောပယ်တာပါတဲ့။ဟုတ်ပါတယ်။အမေကဆီယာမပြောတယ်လို့ဝမ်မတ်ကိုတွားပြီးပစ္စည်းတစ်ခုတွားဝယ်တာပါ။ဒါပေမဲ့ကျမမသိပဲထွက်သွားတော့ကျမအတွက်အဆင်မပြေပါဘူး။နောက်တော့အမေကဘယ်တော့မှကျမမသိပဲအပြင်ထွက်မသွားတော့တလို့ကျမမြင်တာတဲ့နေရာမှာပဲအမြင်နေပါတယ် ကျမကအသိငေးပေးမယ်စိတ်ကူးအိမ်မက်တွေကတော့အကြီးကြီးပါကျမကမက်ထရိုနာဒေါ်လီပေါ်တန်ဝစ်တီဟူစတန်တို့လိုအီယာမငွေကြေးပွင့်ကြီးဖြစ်ချင်ပါ रे ဖွင့်ပြောပြန်ရင်လည်းကြီးကျယ်ရာရောက်ပါလိမ့်မယ်ရင်းထဲကနောက်ထပ်ဆန္ဒတွေရှိပါသေးတယ်အဖေအရင်မတော့ပါနဲ့အမေစူးစူးညံ့ညံ့မလုပ်ပါနဲ့ကျမအားလုံးအဆင်ပြေစေချင်ပါ रे မိသားစုမှာကအချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်ပါ रे ။ မဖြစ်အောင်တားဆီးနိုင်ဖို့ကလည်းကျမမှာပါဝါမရှိပါဘူး။ကျမလုံနိုင်တာတခုကမက်ခန်တန်ကခမကျဲကြီးတဲ့ကျမအိမ်မက်တွေကိုအကောင့်ထဲပို့ပေးနိုင်မဲ့အမျိုးသမီးကြီးရှိမှကပြနိုင်ခြင်းသာဖြစ်ပါတယ်။ဒီတခုသာကျမစွမ်းဆောင်နိုင်ပါတယ်။အခန်း6ကျမအသက်ဆယ်နှစ်အရွယ်ရောက်ကြတော့ Star Search အစီအစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်ခံရပါတယ်။ ပြိုင်ပွဲပထမအဆင့်မှာကျမက Judy Garling ဆိုခဲ့တဲ့ပုံစံနဲ့ I don't care တဲ့ချင်းကိုဆိုပြလိုက်ပါတယ်။ကျမက3.85မှတ်ရရှိခဲ့ပြီးကျမပြိုင်ပွဲမင်းကလေးက Opera တဲ့ချင်းတပုတ်ဆိုရမှာ3.5မှတ်သာရတဲ့အတွက်ကျမကနောက်တစ်ဆင့်တက်သွားပါတယ်။နောက်တစ်ဆင့်ပြိုင်ပွဲကလည်းအဲ့ဒီနေ့နေ့လယ်ပိုင်းမှာပြန်ရပြီးဗီဒီယိုရိုက်ထားကြပါတယ်။ ကျွန်မနဲ့ပြန်ရတဲ့ကောင်လေးကကျုံးတစ်ချောင်းလေစည်းကိုစီးထားပြီးစပင်ပါလေဟဲစပရူတွေအများကြီးဖြန့်ထားတဲ့မာတီသောမတ်ဆိုတဲ့ကောင်လေးပါသူ့အသက်က17နှစ်ရှိပါပြီကျွန်မတို့နှစ်ယောက်ကရင်းနှီးကြပါတယ်ပြိုင်ပွဲမစခင်မှာနှစ်ယောက်သားဘတ်စကတ်ဘောကိုတောင်အတူတူကစားလိုက်ကြပါသေးတယ်ကျွန်မကဂျူချီရဲ့ Love can build a bridge တဲ့ချင်းကိုဆိုပြလိုက်ပါတယ် ဒီတချင်းကိုကျမကအရင်နှစ်တုန်းကကျင်းပခဲ့တဲ့ကျမအထုံးမင်္ဂလာဆောင်မှာဆုခဲ့ပူပါရယ်အမတ်ပေါင်းနာရီကိုစောင့်နေကြတဲ့အချိန်အတော်အတွင်းမှာမာတီနဲ့ကျမကိုစင်ပေါ်တင်ပြီး Edmund Edmund Mohon က interview မေးပါရယ်ဦးကပြီးခဲ့တဲ့အပတ်တုန်းကမင်းပြိုင်ပွဲဝင်တွေတော့ကိုကြည့်ပြီးမင်းမျက်လုံးကလေးတွေကမျက်နှိုးချင်စရာကောင်းလိုက်တာလို့အောက်မေ့မိတယ်အခုမင်းမအမျိုးသားမိတ်ဆွေရနေပြီလား မရှိပါဘူးရှင်။ဘာဖြစ်လို့မရလဲ။သူတို့ကအလေးနဲ့မထားတတ်ဘူးရှင်။ယောက်ျားလေးမိတ်ဆွေအားလုံးကိုဆူလို့ရလား။ကိုကတော့အဲ့လိုမဟုတ်ပါဘူးနော်။ဒါကတော့အချိန်ဒီပေါ်မှာမူတည်ပါရယ်။ကောင်းပါပြီဗျာ။ကျမက3.85မှတ်ရပြန်ပါရယ်။မာတီက၄မှတ်ရပါရယ်။ကျမအပြည့်မပြည့်သူ့ကိုဖက်ပြီးဂုံပြူလိုက်ပါရယ်။ စင်တော့ရောက်တဲ့အထိကျမစိတ်ထိန်ထားနိုင်ခဲ့ပြီးရောက်ပြီးဆိုတော့မှမျက်ရည်ဖြိုင်ဖြိုင်ကျတော့တာပါပဲအမေကကျမကိုအငိုတိတ်အောင်မဝေကျွေးခဲ့ပါတယ်အမေနဲ့ကျမကအိမ်နဲ့နယူးယောက်ကိုကူးချစ်တန်းချီလုပ်နေကြရပါတယ်ဒီလိုမျိုးကြည့်ပြကြီးမှအလုပ်လုပ်ဖို့ဆိုတာကျမလိုခလေးတယောက်တည်းရင်ခုန်စရာကောင်းလာပါတယ်တခါတလေကျတော့လေစိတ်အားငယ်မိပါတယ်ကျမအလုပ်တစ်ခုရလိုက်ပါတယ် Broadway ကတင်ဆက်မဲ့ Rootlet ဆိုတဲ့ တေးတန်ဆုံးပြဆက်တပုတ်ကပြရမှာကျမကအလုတ်တင်အဖြစ်လေ့လာဖို့ပါပဲဒီဇလန်က the bad seed or about eve maintenance gypsy တို့ကိုရောသမမွေးထားတာပါကျမကကလေးတယောက်ဆောင် tina dengmark အဖြစ်တယောက်ဆောင်ရပါတယ် tina ရဲ့ပထမဦးဆုံးသချင်းက born to entertain လို့အမည်ရပါတယ်ဒီသချင်းကနိုင်ငံကျော်သချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ် ကျမ need to လေလာပညာသင်သူနောက်တစ်ယောက်ကတော့အရေးအချင်းရှိတဲ့မိသမီးကလေး Natalie Portman ပါပဲကျမပြဆက်ကနေ့စဉ်အတွင်းမှာ အမေညီမလေး Jimmy Ling နဲ့ကျမနေထိုင်ဖို့အခန်းတစ်ခန်းငါထားလိုက်ကြပါတယ်ကျမက Professional Performing Arts School မှာပညာသင်ယူနေတာဆိုတော့ကျောင်းနဲ့နေတဲ့နေရာမှာပဲငါခဲကြပါတယ်ဒါရင်မကသေးပါဘူးကျမကအနားမှာရှိတဲ့ Broadway Dance Center မှာလေအကတင်တဲ့အချိန်ပိုင်းတက်ပါသေးတယ်။ဒါပေမဲ့အများအားဖြင့်အချိန်ကုန်တာကတော့ Players Theatre မှာပါ။အတွေ့အကြုံတွေရလာတာနဲ့အမျှကျမကိုစင်ပုံမှာကပြနိုင်တဲ့အရေးချင်းရှိသူအဖြစ်လက်ခံလာကြပါရယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါမှာတော့ကျမမှာအားလက်ချင်းရေလို့အင်မတန်သေးလာပါတော့တယ်။မိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောနိုင်ဖို့အချိန်တောင်အင်မတန်နေသွားပါတယ်။ ။ဘာကြောင့်လဲဆိုတော့ကျမမနားရက်မရှိနေ့စဉ်ကပြနေရလို့ပါပဲ။စနေနေ့ဆိုရင်နှစ်ပွဲကရပါတယ်။ပြီးတော့ကျမကအလုတ်တင်သဘောမျိုးလုပ်နေရတာကိုလည်းသဘောမချပါဘူး။ကျမမညတိုင်းဇက်ယုံကိုသွားနေရပြီးတကောင်လောင်းမှပြန်ရတာပါ။ကျမကအဓိကဇက်ကောင်းဆောင်တီနာနေရာမှာကပြနေတဲ့ Laurel Beldenby တခုခုဖြစ်ခဲ့သည်ရှိတော့။တောင်းပန်ပါတယ်။ ကျွန်မကအထက်ခေါင်းဆောင် တီနာနေရာမှာကပြနေတဲ့ Laura Bell Bundy တခုခုဖြစ်ခဲ့သည်ရှိသောသူသူ့ရဲ့အစားကနေကပြဖို့အစဉ်သက်စောင့်နေခဲ့ရတာပါ။နည်းနည်းကြာလာတော့သူကထွက်သွားတာနဲ့သူ့နေရာမှာကျွန်မကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်မကတော်တော်ပင်ပန်းနေပါပြီ။ Christmas ကာလနီးလာတော့ကျွန်မက အင်ကိုပြောင်းခြင်းစိတ်တဖွာဖွာပေါ်လာတယ်။ဒါပေမဲ့ပြန်လို့မရပါဘူး။ Christmas မှာကပြရပါအောင်မယ်။ ကျမမျက်ရည်ပေါက်ပေါက်ချပြီးအမိကိုမေးမိတယ်။သမီးတကယ်ခရစ်ပတ်မှာ ကပြရအောင်ပါလားလို့ကျမတို့ငားနေတဲ့အခန်းမှာဆင်ထားတဲ့ခရစ်မတ်သစ်ပင်သေးသေးလေးတွေကိုကြည့်နေမိတယ်။ကျမတို့အိမ်မှာဆိုရင်တော့ခရစ်မတ်သစ်ပင်ကအကြီးကြီးပေါ့။ကလေးတယောက်နေနေတော့သူများတကာတွေအားလက်နေကြတဲ့ရက်မှာ ကျမကဘာကြောင့်အလုပ်လုပ်နေရသလဲလို့တွေးနေမိတယ်။ဒါကြောင့်ပြက်ဆက်ကိုဆက်မကတော့ဘဲအိမ်ပြန်ခဲ့ကြပါတော့တယ်။ နယူးယောက်ကပြန့်စက်ရုံအနေနဲ့ကျမအပေါ်ခိုင်းတာကကြမ်းလွန်လာပါတယ်။ဒါပေမဲ့ကျမအတွက်အမျက်တစ်ခုရလိုက်တာကတော့ဇက်ယုံမှာဘလို့တချင်းဆိုရတယ်ဆိုတာကိုတတ်သွားပါတယ်။ပရိသတ်ကကိုရှိမောင်မှာပြန့်စက်ယုံဆိုတော့လူနေရာလောက်တော့ရှိမှာပေါ့။အမှန်အတန်ပြောရရင်နည်းနည်းတော့ထူးဆန်းပါတယ်။ကိုရှိမောင်ပရိသတ်တွေကိုထားပြီးဖြောပြရတာလေ။သူတို့ကကျမဖြောပြတာကိုလာကြည့်ကြတယ်ပေါ့။ သူတို့ပေးတဲ့ခွန်အားကြောင့်သာကျမပိုးပြီးတတ်မှတ်လာခဲ့ပါတယ်။ဆက်စင်ပေါ်မှာအတွေ့အကြုံရခဲ့ပြီးဆိုပြီးမဲ့ Mickey Mouse Club ကတရုတ်ဆောင်ခေါ်တော့ကျမအဝင်အရွေးခံခဲ့ပါသေးတယ်။ Kingwood မှာပြန်နေထိုင်ရင်ကျမက Parkling Academy မှာတက်ပါတယ်။တစ်ဖက်ကလည်း Mickey Mouse Club ကခေါ်မဲ့ပြိုင်ပွဲကြော်ညာကိုစောင့်နေရင်းနဲ့ပေါ့။ကျမကဘတ်စကတ်ဘောကစားရမှာကိုယ့်အသင်းအတွက်အမှတ်ရအောင်ကစားပေးတဲ့သူဖြစ်လာပါဗျ 17ရောက်ကစားကြရမှာကျမကတိတိလေးပေါ့ဒါပေမဲ့ကျမကအပြည့်တန်နေပရိသတ်တွေက ကျမကိုပရိသတ်တွေအတွက်ပျော်ရွှင်ဆက်ကစားသမားလို့ထင်ကြတယ်အမှန်ကတော့မဟုတ်ပါဘူးကျမကကတ်တက်တဲ့သူဆိုတော့ကျမပြင်းဟန်ကနည်းနည်းအကဆန်နေတယ်ထင်ပါရဲ့တကယ်တော့အဲ့ဒီအချိန်မှာကျမကဘောလုံးကိုသာအာရုံစိုက်နေတာပါဒါပေမဲ့အရက်ကပုနေတော့အတက်နိုင်ဆုံးတော့ကြိုးစားရတာပေါ့ကျမကျုံးတဲ့ဘက်က25ပါ လူကောင်ကတီးတီးနဲ့ကျောနံပတ်ခတ်ကြည့်ကြည့်ပေါ့ပြိုင်ဖက်အုပ်စုချားကိုကျမကလူကောင်တီးတီးလေးနဲ့ခွေခောက်ပြေးနိုင်နေလေဘတ်စကတ်ဘောကစားနေရင်ကပဲအသက်15နှစ်16နှစ်လောက်ရှိမဲ့ဘတ်စကတ်ဘောကစားတဲ့ကောင်လေးတစ်ယောက်ကိုကျမစိတ်ဝင်စားလိုက်ပါသေးတယ်သူကအသင်းအတွက်အမှတ်တွေကိုအလွယ်တကူရယူပေးနိုင်ပါတယ်သူကစားမဲ့ပွဲတွေဆိုရင်လူတွေကအဝေးကြီးကနေလာကြည့်ကြပါတယ်။ကျမအဖေခစ်တုံးကလို့ပေါ့ သူကတော်တော်ကိုတော်ပါတယ်။ကျမအဖေလို့ပေါ့။ဒါပေမဲ့သူကဘောလုံးကလွဲလို့ဘာမှစိတ်ဝင်စားပုံမရပါဘူး။ကျမသူ့ကိုသဘောကျရတဲ့အကြောင်းတွေထဲမှာသူကကျမတငင်ချင်းတွေလို့အရှက်မြင့်နေ။ကျမကတော့တေးသေးကလေးနဲ့ပြိုင်ဖက်အသင်းစီကဘောလုံးအရယူပြီးရင်ပြေတော့တာပါပဲတေးသေးကကွေးလေးဆိုတော့ကျမကတ်လာတာကိုလည်းတစ်ဖက်အသင်းသားတွေကတတိမပြူမိကြပါဘူးဘတ်စကတ်ဘောကစားရတာက နယူးယောက်မှာပြတ်ဆက်ကရတာနဲ့မတူပါဘူး။မိတွေထိုးပေးထားတဲ့ကစားကွင်းထဲမှာပြိသက်တွေရဲ့လက်ခုပ်တန်းကိုနာခံရင်းကစားနေရတာမို့ကျမအတွက်ကတော့နောက်ထပ်အကောင်းဆုံးကစားနေပါပဲ။အခန်းခုနှစ် Mickey Mouse Club တရုတ်ဆောင်ပြိုင်ပွဲကကျမကိုလာပြိုင်ဖို့ဖိတ်ခေါ်လာပါတယ်။တရုတ်ဆောင်တွေစစ်စစ်ရွေးချယ်ပေးတဲ့ Director Mac ကကျမအမေကို Agent Nancy နဲ့ဆက်သွယ်ဖို့တိုက်တွန်းခဲ့သူပေါ့။ ရိုက်တာမက်ကကျမအနေနဲ့တရုတ်ဆောင်လှုပ်လို့ရတဲ့အရွယ်ရောက်ပြီလို့ယူဆပါရယ်။ပြိုင်ပွဲတစ်ခုဝင်ရတော့မယ်ဆိုရင်ဒီလုပ်ငန်းမှာက စခန်းသွင်းပြီးအကကျင်တာတချင်းတိုက်တာတရုတ်ဆောင်လေ့ကျင့်တာစတူဒီယိုမှာအသံအစမ်းသွင်းတာတွေလုပ်ရပါရယ်။ဦးစီးလောက်ကင်ကြတဲ့သူတွေကကျမတို့ကို အုပ်စုသုံးစုဖွဲလိုက်ပါရယ်။အုပ်စုတစုစီကအဝတ်လေခန်းတစ်ခုစီမှာလဲကြရပါရယ်။ခရစ်စတီနာအကွေလီယာနဲ့ ကျမကအသက်အငယ်ဆုံးနှစ်ယောက်ပေါ့ကျမတို့နှစ်ယောက်နဲ့တခြားမိန်းကလေးတစ်ယောက်ဖြစ်တဲ့ Nikiti Lodge တို့ကအဝတ်လဲခန်းတစ်ခုထဲမှာပါကျမတို့ကအမျိုးသားပြိုင်ပွဲဝင်တွေဖြစ်တဲ့ Cafe Rapsel Ryan Gosling Tony Luca တို့ကိုတိတ်ချောတာပဲလို့ထင်ခဲ့ကြပါတယ်ကျမကမြန်မြန်ထက်ထက်ပဲ Justin Timberlake ဆိုတဲ့ကောင်ကလေးနဲ့အဆက်အသွယ်ရသွားပါတယ်ကျမတို့က Orlando မှာရှိတဲ့ Disney World မှာရိုက်ကူးရေးတွေစလုပ်နေကြရတယ်။ကျမနဲ့အတူကျမအမေနဲ့အဲ့ဒီအချိန်ကနှစ်နှစ်အရွယ်သားရှိသေးတဲ့ Jamie Ling တို့ကကျမနဲ့အတူလိုက်လာခဲ့ကြပါတယ်။လေးချိန်ခန်းတွေနားတဲ့နေ့လည်ခင်းအချိန်တွေမှာဆိုရင်ကျမတို့ကရှောက်နေကြကစားကြတော့တာပါပဲ။အမှန်တမ်းပြောရရင်ခလေးအရွယ်သားရှိသေးလို့ခလေးပီပီကစားနေရတာကတိတ်ပျော်စရာကောင်းပါတယ်။ဒါပေမဲ့အလုပ်အချိန်ကျရင်လည်းအရွယ်နဲ့မလိုက်အောင်ပင်ပင်ပန်းပန်းလုပ်ကြရပါတယ်။ တနေ့ကိုအချိန်30ကာကြာရပါတယ်။ကောက်ွက်တိုင်းညီနေစေဖို့ပါ။ကန်ဆိုးကျင်တော့ရုပ်ရှင်မရိုက်ကူရသေးခင်မှာကျမအဖွားလီလီဆုံးသွားပြီလို့အိမ်ကအကြောင်းကြားလာပါတယ်။နှလုံးကြောင်လားသို့မဟုတ်လေးဖြတ်သွားတာလားမသိပါဘူး။ရေကူးကန်ထဲမှာရေကူးနေရင်ရေနှစ်ပြီးကွဲလွန်သွားကြတာပါ။အတုပါကိုအချိန်မီရောက်ဖို့ဆိုတာကျမတို့သားအမိလေရင်နဲ့ပြန်မှတာဖြစ်မှာပါ။ကျမတို့ကအဲ့လောက်မတက်နိုင်ပါဘူး။ အဲ့ဒီအခက်ခဲကို Justin ရဲ့မိခင် Blink Harless ကလေရင်ခထုတ်ပြန်ကူညီခဲ့ပါတယ်။ကျမတို့ကလေးအလုံးကမိသားစုလိုရင်းနှီးနေကြလို့လေသူကကူညီခဲ့တာပါ။တနေ့မှာတော့တူနီကဇဝင်ခန့်အရာသူဆောင်းရမယ့်အုတ်ထုတ်ကိုပစ္စည်းထိနေသူကကျမတို့ main ကလေးတွေအဝတ်လေခန်းထဲမှာထားပစ်ခဲ့လို့သူ့ရဲ့အုတ်ထုတ်ကိုယူဖို့ကျမတို့အဝတ်လေခန်းထဲကိုရောက်လာခဲ့ပါတယ်။ ။သူလျှောက်ဝင်လာတာကိုမြင်လိုက်ရတော့ကျမအသိနှလုံးကအပြင်ကို ပြုတ်ထွက်သွားသလားလို့ခံစားလိုက်ရပါတယ်။ကျမကသူ့ကိုသဘောကျနေတာလေ။သူကျမတို့အဝတ်လေခံတဲ့လျှောက်ဝင်လာတာဖြစ်ကျမဖြစ်မယုံနိုင်လောက်အောင်ပါပဲ။နောက်တစ်ချိန်မှလည်းအလတ်နေတဲ့အချိန်ကျမတို့က truth or dare ဆိုရဲကစားနည်းကိုကစားနေကြပါတယ်။တစုံတစ်ယောက်က justing ကျမကိုမနှမ်းရဲပါဘူးလို့စိန်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Jack Neck Jackson တီးဆိုထားတဲ့တခြင်းကလည်းဖွင့်ထားပါတယ်။ Justin ကကျမရှိရာကိုရှောက်လာပြီးနန်းခဲ့ပါတယ်။အဲ့ဒီလိုအနန်းခံလိုက်ရတော့ကျမ Grade 3တုန်းကစာကြည့်တဲ့ထဲမှာကောင်လေးတစ်ယောက်ရဲ့လက်ကိုပထမဦးဆုံးအကြိမ်ကန်ခဲ့ပူတာကိုသွားတည်ရမိတယ်။အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်လာမယ့်အခန်းစက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပြီးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နှားဆင်အားပေးကြပါအောင်ရှင်။